ပြောချင်ပေမဲ့ပြောအောင်မယ်ဆာလုံးမှာ MRT ရထားပေါ်မှာမြန်မာချင်းတော့မြန်မာကောင်မြန်မာယောက်ျားကမြန်မာကောင်မလေးကိုမြန်မာမိန်းမကိုနော်ဖင်နိုင်နေတာဟေးဖင်နိုင်နေတာနောက်မဟုတ်ဘူး तू ကစကတ်ဝတ်ထားတာ तू အထက်ဘာကုန်းလည်းမဟုတ်ဘူးနော်မြန်မာယောက်ျားမြန်မာမိန်းကလေး तू ဝတ်ချင်းဘေးချင်းကတ်သွားတဲ့သူတွေလည်းကြားတယ်ဒါပေမဲ့တင်လာအင်ဟိုမှတင်လိုက်တယ်ဆိုလားမသိဘူးဇက် ARTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်အောင်ရဲ့အတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ပြောချင်ပေမဲ့ပြောမယ်ဆာလုံးမှာ MRT ရထားပေါ်မှာမြန်မာချင်းတော့မြန်မာကောင်းမြန်မာယောက်ျားကမြန်မာကောင်းမလေးကိုမြန်မာမိန်းမကိုနော် ဖင်နိုင်နေတာဟေးဖင်နိုင်နေတာနောက်ကနိုင်နေတာမဟုတ်ဘူး तू ကစကတ်ဝတ်ထားတာ तू အထက်ဘာကုန်းလဲမဟုတ်ဘူးနော်မြန်မာရောက်ကြမြန်မာမိန်းကလေး तू ဝတ်ချင်းဘေးချင်းကတ်သွားတဲ့သူတွေလည်းကြားတယ်ဒါပေမဲ့တင်တာအင်ဖို့မှတင်လိုက်တယ်ဆိုလားမသိဘူး Facebook မှာတော့ဘလူးလေးကိုပြန်ထနေရဲ့ကိစ္စနော် အဲ့ဒါကိုကမလီရဲ့စကတ်ကဒူးထက်ဝတ်ထားတယ်မျက်မှန်နဲ့သူကအဲ့အခက်ကျောဝိတ်ကိုဖက်ကြည့်ကြည့်လွယ်ပြီးသူရင်ပတ်ရှိကိုကျောဝိတ်ချထားတော့ကောင်းကွက်ကသူရထားပေါက်ထောက်ခံပြီးဆိုလို့ရှိရင်ဘေးနားလေးအဲ့လိုနိုင်ရန်လောက်လူနေရမှာပေါ့ရက်နေတာမထိုင်မဲနဲ့ကောင်းကနောက်ကပေါ့စောအားရှိရနေပြီးတော့မတရက်နဲ့အဲ့ဒါကိုခါပေးရနေပြီးတော့စကတ်ဟိုးထဲထဲကိုလက်နှိုက်နေတာဟေးအရှိကိုနှိုက်တာအနောက်ကိုနှိုက်တာမဟုတ်ဘူးအဲ့ဒါကိုစောအားရှိရနေအာသာပင်ပြေမမဝေရုပ်နဲ့အမဖီးတက်နေတာနောက်ကကောင်းလေးဟီလာရီထားပြီးမျက်နှာရဖြီးချတဲ့ခုကနေပါမစောင်းနိုင်ဘူးလားနင် ုဆောက်ချက်တွေကိုဗျမ်းမြန်ကွဲဆိုတာเนาะစားရဲမှာစာလုံးဟေးဆိုရင်မိန်းကလေးတွေဟောဖြစ်ပါတယ်ဆိုเนาะဒီအာသာမပြေမမဝေမကိုလည်းတကယ်ကျေးဇူးတင်တယ်ဒီလိုယထားပေါ်မှာအကောင့်တကောင့်အနှိုက်ခံတာငါတို့ကလေးနှင်းရောက်အမေတွေတောင်မှเนาะအဲ့လိုအနှိုက်ခံမှုမပြောနဲ့အော်ပါလေဟဲ့ဒီကိစ္စလူတိုင်းဟိုအရွယ်ရောက်ပြီးတဲ့လူတိုင်းလောက်တာတိရတယ်လေเนาะနင်တို့အဲ့လောက်ကြီးကြတော့လေစာလုံးလိုနေရာမျိုးကြီးမှာအဲ့ရှက်တွေကိုွယ်လိုင်းပေါ်မှာ Facebook မှာပလူပြန်ထနေပြီเนาะအဲ့ကိစ္စအားလေလာအောင်မှာတကြောသေးလား တော်စိတ်ပြတ်ဖို့ကောင်းတယ်တချို့ရေလဲနော်ယောက်ျားကမနေနိုင်ဘူးဆိုရင်လည်းယောက်ျားဆိုလှုပ်တဲ့ကောင်ကမနေနိုင်ဘူးဆိုလဲကိုကဟိုအပြေကိုအရင်ကလည်းတချို့ဆိုချုံမုတ်တွေထဲမှာအဲ့ဒီနှိုက်တဲ့ပြဿနာလေးစာလုံးမှာငိုပတ်စံနေပါလေမကုန်းနိုင်ဘူးလားသွားကြပါလားလို့နှိုက်တာနှိုက်တဲ့ပုံနဲ့ခဏခဏအခုကယထားပုံမှာနော်ယထားပုံမှာနောက်ကနေပြီးတော့မတည့်ရက်ပြီးတော့အရှိအနေကိုစောကမတည့်ရက်နောက်ကလည်းဟိုမတည့်ရက်ပြီးခါပေးရရင်သွားတိုင်းရောဟိုးထဲကိုနှိုက်ချတာဟေးပေါ်တင်ပဲပြောတော့တာ ယောက်ျားလေးတော့တကယ်တကယ်ကလေးကြီးနေနဲ့တကယ်ဟိုမှဖြစ်ပါဘူးလွန်လွန်အားကြီးလို့နော်တကယ်ရှက်ဖို့ကောင်းတာနော်ကိုရီလည်းတကြီးရွယ်ကိုဖြစ်နေအဲ့လောက်ကြီးထိရကြတော့ဟေးတော်တော်လွန်လွန်နွန်းနေမြန်မာမတွေဖြစ်ပြီးမြန်မာနဲ့မြန်မာချင်းတော့ဘာကုန်းငယ်မဟုတ်သေးဘူးမြန်မာမြန်မာချင်းအမလေးဘေးကနေဖြတ်သွားလို့အဲ့ဒီနေရာစကားပြောတဲ့အကြမ်းကြားတဲ့ဆိုရဲတင်ထားတဲ့သူကအဆရှိတယ် စိတ်ဆင်းရဲဖို့တောင်ကောင်းတယ်။ never ထိန်းကြပါကွယ်စင်ကာပူနိုင်ငံမှာပတ်စံမတုံးနိုင်ဘူးလား။ဟိုတယ်ကလေးနှစ်ယောက်ကိုဆက်တူ share လေးနဲ့သွားကြပါဟဲ့။တော့အန်အောပါလေတစ်ကောင်နဲ့ကုန်ခံနိုင်လဲနှစ်ကောင်မျှပြီးတော့နှစ်ကောင်လုံးမူစုပြီးပြင်နေတဲ့ဟာလေးနှစ်ယောက်လုံးဖီးရတက်ဟိုရှိရတယောက်ကလည်းအာသာမပြေမှာမဟုတ်ဘူး။တကယ်ဆိုယောက်ျားလေးလှုပ်တယ်ဆိုလဲပါ့ကိုပဲပြင်ကြပြန်ဆွဲရိုက်ခဲ့ရမှာတကယ်မိမဆိုလို့ရှိရင်သိလား။တကယ်ရှိတဲ့ကောင်ဆိုအဲ့လိုနှိုက်ဖို့နေနေတတ်တာလူချားတဲ့ကိုအံ့ဩပါဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါအောင်ရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။